Hello hi အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရေဟော်ဒီ Instagram blogger နဲ့ပြည်တယ်ယူဆိုပါတယ်နေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ပြပြမှာကြောင်းရလေးရကြတော့ကျွန်တော်တို့ဒီကျင်းတဲ့အခါမှာဆိုရင်စဉ်းကျင်တဲ့အခါမှာဆိုရင် again နေစော့ကြတယ်ပေါ့နော်အဲ့လိုမျိုးစော့တဲ့အခါမှာဆိုရင်ဘယ်လို game မျိုးတွေက code ပဲကောင်းလဲပေါ့နော်ဘယ်လို game မျိုးစားတွေကကိုယ့်ရဲ့ဒီအဲကိုယ့်ရဲ့အလုပ်ကိန်းနဲ့ပတ်သက်ပြီးရောရောကိုယ့်ရဲ့ဒီပညာရေးနဲ့ပတ်သက်ပြီးရောရောကိုယ့်ရဲ့ဖြောပြရေးနဲ့ပတ်သက်ပြီးရောရောအာဘာတွေပြောရှိသေးတယ်ဆိုတဲ့အရာတွေပေါ့နော်ဘယ်လို game မျိုးတွေကိုစော့နေတယ်ဆိုတဲ့အရာတွေကိုဒီမှာပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကြည့်ကြအောင်ပါ ပထမဆုံးအနေနဲ့ကျွန်တော် game ကို၃မျိုးခွဲထားတယ်ပေါ့နော်။နံပါတ်၁ကတော့ဗာလဲဆိုတော့ entertainment game သူရေး game တွေပေါ့နော်။နံပါတ်၂ကကျတော့ဗာလဲဆိုတော့ဒီ knowledge game knowledge game ဆိုတော့အသိပညာပို့သူတွေပေးတဲ့ game တွေပေါ့နော်။နောက်ဆုံးတစ်မျိုးနံပါတ်၃ကကျတော့ဗာလဲဆိုတော့ professional game professional game ဆိုတော့ဒါကိုယ့်ရဲ့လုပ်ငန်းနဲ့ဆိုင်တဲ့ game တွေပေါ့နော်။အဲ့တော့ကျွန်တော်ဒီ၃မျိုးကိုဒါ ascend life ကိုပြပြပေးမှာဖြစ်တယ်ပေါ့နော်။โอเคပထမဆုံးဖြစ်တဲ့ entertainment game entertainment game တွေဆိုတော့ဘယ်လိုဟာမျိုးတွေလဲဆိုတော့ဥပမာ mobile legend တို့ game တွေနောက်ပြီးတော့ PUBG တို့ game တွေပေါ့နော်အဲ့လိုမျိုး game တွေအားဆိုရင်ကိုယ်အနေနဲ့ဒါ PUBG အနေနဲ့သုံးတယ်ပေါ့နော်ဒါညတွေအခါမှာဆိုရင်ကျောင်းသားတွေဆိုရင်သူတို့တွေကစားတယ်လေ့လာပြီးတဲ့အခါမှာဆိုရင်ဒီအပြင်းပြင်းအနေနဲ့အဲ့ဒီ PUBG ရောဒီ mobile legend ကို sort ရှိတယ်ဒီလို game တွေ sort ကြပြင်ကိုယ်အနေနဲ့ဘာသက်လဲဆိုတော့ကိုယ်မှာကကျောင်းသားဆိုရင်ဒါစားတဲ့မှာရောက်နေတဲ့ PR တွေအားဆိုရင် short တော့ပေါ့နိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့ဒီ game တွေတော့အများကြီး sort နေတယ်ဆိုရင်တော့မကောင်းပေါ့နော် ချိန်ပြည့်အဲဆံပြည့်ချိန်တော့အကြောင်းပြပြီးတော့ဒီကိန်းလေးပဲစောင့်နေမှာဆိုရင်တော့ဒါလုံးဝမကောင်းကဲဆိုရင်မိုဘိုင်းနေချင်းဆိုရင်ဘွဲကိုအနည်းဆုံး15မိနစ်ချိန်ယူပါရပေါ့နော်အဲ့တော့ဒါပေမဲ့15မိနစ်ချိန်ယူပြီးမှကျွန်တော်တို့ကတပွဲလောက်စောင့်ပြီးတဲ့ခါမှာနောက်တဲ့ပွဲတွေကိုဆက်ပြီးတော့ဆော့ဆော့သွားတဲ့စိတ်ကဆော့ဆော့သွားတဲ့စိတ်လေးဖြစ်ဖြစ်လာတယ်ပေါ့နော်အဲ့ဒီချိန်မှာမတိလိုက်ဖ ೇನೆ တဲ့ကိုယ့်ရဲ့အချိန်တွေအခါတည်းမျောပါသွားပြီးတော့ဒီဖြောပြေးကင်းထဲမှာပဲအချိန်ကုန်တဲ့အရာတွေကအများကြီးဖြစ်တယ်ပေါ့နော်အဲ့ဒါမှကျွန်တော်အနေနဲ့ဒီဖြောပြေးကင်းတွေကိုတော့ဒါလုံးဝအားမပေးပါဘူးပေါ့နော် တော့ကျွန်တော်ဆော့ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကိုထိနိုင်မှဆော့တာကပိုပြီးတော့အဆင်ပြေတယ်ပေါ့နော်ဟေ့နောက်တစ်ကိန်းကကျတော့ knowledge gain knowledge gain လေးဆိုတော့ဘယ်လိုမျိုးတွေလဲဆိုတော့ကျွန်တော်တို့ဒီအပတ်သမိုင်းနဲ့ပတ်သက်ပြီးတော့လည်းဒီ puzzle ပေါ့နော် behavior gain တွေရှိတယ်။နောက်ပြီးကျတော့ကိုယ့်ရဲ့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ရတာ behavior gain တွေရှိတယ်။အဲကိုကចောင်းသားပေမဲ့အပတ် အကြောင်းတွေကိုဒါကဘာအကြောင်းအရာတွေကိုသိကျင်နေဆိုရင်တချို့ဂိမ်းတွေမှာဆိုရင်ဒါကုတဲခုနှစ်မှာပါတယ်ဖြစ်ခဲ့တယ်ဆိုတဲ့အရာတွေကိုဘဟေလီအနေနဲ့မေးတဲ့အရာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဂိမ်းတွေဆော့တာဆိုရင်ဒါကောင်းတဲ့အရာတွေပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီဂိမ်းတွေကိုဆော့ခြင်းဖြင့်ဘာတွေသိလာမလဲဆိုတော့ကိုယ့်ရဲ့နယ်ပယ်နဲ့မဟုတ်ဖဲနဲ့လည်းဒါအသိပညာတွေထက်လာနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်နောက်ပြီးကျတော့ဒီကောင်းနေရဆိုရင်ဒါမများဆော့တယ်ဆိုရင်အဲအများကြီးသိပါတယ်ဥပမာကဘာတမိုင်းအကြောင်းခုနေနဲ့ဒီဘဟေလီလေးတွေဒါခေးကြည့်တယ်ဆိုရင်အဲ့ဒီတွေကနေကျွန်တော်တို့တွေ အပူဓာတ်တွေအများကြီးများရတာ။နောက်ပိုင်းကျတော့အဲ့ဒီပူဓာတ်တွေကဆင်ခဲ့ပြီးတော့ဒါကိုယ့်ရဲ့လုံလောက်ဝင်ဝင်တဲ့ခါမှာဆိုရင်တနည်းရမှာတော့ computer ပုံစံนี่ဖြစ်လာနိုင်တယ်ပေါ့နော်။အဲ့ဒါမှကျွန်တော်က knowledge gain တွေကိုဒါစော့တယ်ဆိုရင်တော့သုံးပါဦး။ဒါထောက်ခံပါတယ်ပေါ့နော်။အဲ့တော့ knowledge gain တွေများများစော့ကြပါ။ကိုယ့်ရဲ့ဒါအလောက်ကိုင်းတနည်းရမှာဆိုရင်အဲ့နောက်ချိန်မှာပေါ့နော်။နောက်နေ့ချိန်မှာကိုယ့်ရဲ့လောက်ကိုင်းတနည်းရမှာဆက်စနေနဲ့ထောက်ကိုပြလာနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်။ နံပါတ်3နံပါတ်3ကကျတော့ professional gain professional gain ကကျတော့ဘယ်လိုမျိုးတွေလဲဆိုတော့ကိုယ့်ရတာလုပ်ငန်းနဲ့ဆိုင်တဲ့ gain တွေပေါ့နော်အဲဥပမာကျောင်းသားဆိုရင်တို့တွေဒါလေ့လာရတဲ့ဘာသာရပ်တွေရှိတယ်ပေါ့နော်ဥပမာအင်္ဂလိပ်ဘာသာအင်္ဂလိပ်ဘာသာမှာဆိုကျွန်တော်တို့တွေဒီမတီးတဲ့စကားလုံးတွေနံပါတ်3ဒါ daily gain တွေရှိတယ်အဲ gain တွေကိုပေါ့နော်စောချင်းအပြင်နဲ့ကိုယ်နေနဲ့အင်္ဂလိပ်စာရတယ်နောက်ပြီးတော့အမှ10တန်းကျောင်းသူကျောင်းသားတွေဆိုရင်တို့တွေအနေနဲ့ဒါ chemistry ရော physics ရော uh fine oil ဒါတွေတရားတဲ့ခါရှိတယ် ဲ့ဒီ game မှာဆိုရင်ဒီ season နဲ့ပတ်သက်ပြီးတော့လည်းဒါ Bailey Bailey game တွေရှိရပေါ့နော်ဟိုနေတာအစာအရန်ကြည့်နေလို့ဒါပင်မန်းသွားပြီးစမ်းကြည့်နေတော့ဆိုရင်ဟောခလပ်ပြီး baby ဖုန်းလေးကင်ပြီး game မျိုးဖွင့်ဖွင့်ပြောခနေတာစော်နေလားအဲ့တော့ဟိုကဖုန်းစီနဲ့လည်းအဲကွာဘုံမှုဒရာတွေကရှာနေတယ်ပေါ့နော်ဒီ season နဲ့ပတ်သက်တဲ့ဆိုရင်ကွာ season နဲ့ပတ်သက်တဲ့ game ကိုစော်နေတယ်ဆိုရင် season နဲ့ပတ်သက်တဲ့ဘုဒရာတွေအဲရှာနေတယ်နောက်ဆုံးဒီရက်ဘိုင်ကောက်သွားမယ်ဆိုတော့တမေးပွဲတွေထဲမှာဆိုရင်တစ်ခါတလေဟိုက ညံစမ်းနေမိတယ်ညံစမ်းနေမိတဲ့ခါမှာဆိုရင်ကိုယ်နေနဲ့ဒီဂိမ်းကြီးဆော့ထားတဲ့အတွက်ကြောင့်ဒီနေရာမှာပို့တတ်တာထောက်ကူပြလိုက်တဲ့အခြေအနေတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးကျွန်တော်အနေနဲ့ဒီဟာတို့ပြန်ပြောင်းပြောင်းဖြစ်ပါတယ်အခုနေနဲ့ဒါ chemistry နဲ့ဆော့ထားရဆိုတော့ chemistry နဲ့ပတ်သက်တဲ့အရာတွေကြာလာမယ်အများကြီးပေါ့နော်အဲ့လိုမျိုးဟာတွေရှိတယ်ကျွန်တော်ဆိုရင်ကျွန်တော်ကခု store share နဲ့ပတ်သက်ပြီးလေ့လာနေတယ်ဆိုတော့ store share ဂိမ်းတွေလိုက်ဆော့တယ်အဲ့လိုဆော့ချက်ပြင်ပါတယ်တိတာလဲဆိုတော့ကျွန်တော်အနေနဲ့ဒါ champion ပေါ့နော်ဒါ chicken lock တော့တိပိပိနဲ့တိတယ် ိလာတဲ့ခါမှာဆိုရင်ဓာတ်တွေကိုစင်ကိတ်ပြီးကြော်ရင်နေတာလေးလာလိုက်တဲ့ခါမှာဆိုရင်တခြားတစ်ပတ်မှာပိုးပြတ်တာအကျိုးဖြစ်လာနိုင်တဲ့အခြေအနေတွေရှိတယ်ပေါ့နော်ကျွန်တော်ကတကယ်တော့သင်နဲ့မတက် extra share သင်နဲ့တက်ပြီးပြီဆိုရင်ဟာပြီးတော့ကျွန်တော်ကိုလေးလက်ထားတဲ့အရင်နဲ့ပေါင်းကြည့်လိုက်တဲ့ဆိုရင်အများကြီးအခြေခံတွေအဆင်ပြေနေတာကိုတွေ့ရတာမှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒါကိုဘယ်ဟာမှာစကြည့်တော့တတိယဆိုတော့ကျွန်တော်ဟွန်းကျွန်တော်တပတ်စာသင်တော့စကြည့်တပတ်စာသင်တော့ကျွန်တော်ကဗာလဲဆိုတော့အဲပိုးကစာမကြည့်ဘူးအဓိက meaning နင်းနေနေမကြည့်ကျင်တဲ့ခါမှာစောင်းရတာဂိမ်းပဲပတ်စုံတယ်ဂိမ်းပဲပတ်စုံနေတော့ဘာရှိလာလဲဆိုတော့အဲ့ဒီဂိမ်းထဲမှာပါတဲ့စကလုံးတွေအများစုကိုကတင်ကန်းစာစာကိုဖလိုက်တဲ့ခါမှာဆိုတော့အများကြီးသိတယ်ဒီနေ့တဲ့ခါမှာဆိုတော့ကိုအစင်ပြတာတည်းနဲ့အဲ့ဒါအများကြီးဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်ကဒီ inner creation journey ပေါ့နော်ခလုံးမျိုးဒါပြီးတော့ရိုက်ပြီးတော့လုပ်နေတဲ့အတွက်ကြောင့်ဘာဖြစ်လာလဲဆိုတော့ကျွန်တော်ကအာဂိမ်းတွေကစားလဲဆိုတော့ one knowledge ပေါ်တော့ဒီကပဖို့သူတာတွေနဲ့ပတ်သက်ပြီးကျွန်တော်ကဘယ်ရည်တိပြီဆိုတော့အဲရည်တိတွေဆိုတဲ့အခါမှာဆိုရင်အဲ့လိုမျိုးကွာ ကျိုးဆော့ထားတဲ့အတွက်ကြောင့် idea တစ်တွေလည်းရတယ်ဟုတ်ပြီရတော့အဲမရပတိဘူးတဲ့ပတိဘူးတဲ့အရာတွေလည်းသိတယ်ပေါ့နော်ပတိဘူးတဲ့အချက်လက်ပြီးဒါတွေကိုကြိုးနေတာအများကြီးပြတယ်ပေါ့နော်ကျွန်တော်ဆရာဆိုရင်လည်းဒါသူ့ရဲ့လုပ်ငန်းနဲ့ဆိုင်တဲ့ဂိမ်းကိုဆော့ရပေါ့နော်အဲ့ဒီဂိမ်းကဘလိုဂိမ်းလဲဆိုတော့အဲသူကကျတော့နိုင်ငံရေးသမားတယောက်ဖြစ်တဲ့အတွက်နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ဂိမ်းကိုဆော့ရတယ်ပေါ့နော်သူဆော့တဲ့ဂိမ်းကသူက Age of Empires လို့ခေါ်ရတာဂိမ်းပေါ့နော်အဲ့ဒီဂိမ်းထဲမှာဆိုရင်သူကအဲ့ရွာသူရွာသားတွေပေးထားတယ်။သူရွာလေးတွေကနေစတယ်ပေါ့နော်။အဲ့ဒီရွာသားတွေပေးထားတယ်။အဲ့ဒီရွာသူရွာသားတွေကိုသူကခိုင်းပြီးတော့ ကိုယ့်ရဲ့ဒီရွာလေးရနေနိုင်ငံတကာနိုင်ငံဖြစ်သွားတိစောက်တယ်။တိစောက်ပြီးတဲ့အခါမှာဘေးဘက်ကနိုင်ငံလေးလာတိုက်တဲ့ဟာကိုလည်းခံနိုင်ရရှိအောင်ဆိုပြီးတော့အမလုံချုံရေးဖဲ့တော့ကိုပါသားကိုဖဲ့ရတယ်ပေါ့နော်။ဒီအစောပိုင်းမှာပြေးထားတာကကျတော့ရောက်ပြသားကနည်းနည်းလေးပေါ့နော်ဆယ်ယောက်ထင်တယ်ဆယ်ယောက်လောက်ပဲပြေးထားတယ်။ပြေးထားပြီးတော့အဲ့ဒီလူတွေတော့အလုတ်ခိုင်းတယ်ပေါ့နော်။နိုင်ငံတကာနိုင်ငံမှာလည်းအလုတ်ပဲ။ကိုနိုင်ငံကိုပြည်တို့တက်ဖို့ဆိုရင်ကိုနိုင်ငံထဲမှာရှိတဲ့လူတွေတော့ခိုင်းတာပေါ့နော်ဒီတိုင်းမထားရဘူး။ပေါ်မှာကျွန်တော်တို့ဒါစင်ကာပူနိုင်ငံကိုကြည်တိတာတယ်ပေါ့နော်စင်ကာပူနိုင်ငံမှာဆိုရင် အဲ့ဒီစားတာတည်းကလုံးဝမထွက်တော့ဒီမှာစင်ကာပူကောင်းဆောင်တာဒီကွန်ယူကအဲ့လိုနိုင်ငံကအတင်းစားတာမှမထွက်ဘူးအဲ့တော့ဘုံနိုင်ငံတွေမှာရှိတဲ့လူသားချင်းပြည်တွေကိုပဲသုံးမှဆုပ်ပြီးတော့လှုပ်တယ်ပေါ့နော်အဲ့ဒီခု A ချောက် Empire ဆိုတဲ့ခေတ်ထဲမှာအဲ့ဒီပုံစံတိုင်းသူကလူသားချင်းပြည်တွေကိုသွားတယ်ဥမာပေးထားတဲ့လူတွေကိုသူကခိုင်းတယ်ဥမာကြောက်ကူးတဲ့လူကတူးအဲတိတ်ခုတ်တဲ့သူကခောက်အပင်ဆိုင်တဲ့အတစ်ပင်ဆိုင်တဲ့လူကဆိုက်ပေါ့နော်ဒီလေယာဉ်လုပ်ငန်းတွေလုပ်တဲ့လူကလှုပ် အဲ့လိုမျိုးတောင်ဝင်တွေခွဲပြတယ်ခွဲပေးပြီးတဲ့ခါမှာဆိုရင်အဲ့ဒီရလာတဲ့ဟာတွေကိုလုံးကပြန်ပြီးတော့တစ်သားတွေပါတယ်ပေါ့နော်အဲ့ဒါအားလုံးစုပြီးတဲ့ခါမှာဆိုရင်အင်းဆောက်ဖို့လိုတဲ့နေရာမှာတစ်သားတွေသုံးဒီလူတွေမွေးဖို့တဲ့ဟိုတဲ့နေရာမှာအစားစာတွေကိုသုံးဆက်တယ်ပေါ့နော်အဲ့လိုမျိုးတွေခွဲပြလုပ်ပါတယ်အဲ့ဒီကိန်းကိုဆော်ချင်ပြီးကျွန်တော်ဆရာဖိုင်ကောက်တယ်ဆိုတော့သူကလို့နိုင်ငံရေးတွေလုပ်တဲ့ခါမှာဆိုရင်ဒီစနစ်တိုင်ကိုကျင်းသုံးတယ်သူကလူတွေကိုတာဝန်တွေပေးလိုက်တယ်တာဝန်တွေခန့်လိုက်တယ်ပေါ့နော်သူကမြန်တဲ့ပတာဝန်တော့ပတာဝန်တော့ဆိုတော့ဒီမှာသူ့ရဲ့ဒီလုပ်နေတဲ့လုပ်ငန်းရဲ့အရောင်းကိုကြီးတော့လာတယ်ပေါ့နော် အပြစ်တော့ကျွန်တော်ဆော့တဲ့ခရင်ရှိသေးတယ်အဲ့ဒီခရင်ကဘာလဲဆိုတော့ chess game ပေါ့နော်နိုင်ငံတကာမှာဒါကစားတဲ့ကစားနည်းနှစ်ခုရှိတယ်ပေါ့နော်ဒီကစားနည်းအရဆိုရင်ဒါအရန်ကိုအေးပါရပေါ့နော်သူကညံလဲအရန်ကောင်းတယ်ဒီကောင်နေဆိုတော့ပထမ game တစ်ခုကဘာလဲဆိုတော့ chess game ပေါ့နော်သူကခရင်တော်တော်ဒီတရုတ်ပေတီခုံလို့ခေါ်နေတယ်နေမင်းနဲ့အကျိုးစီလေးတွေသူကချချာပြောကစားရခင်အဲ့ဒီကိရီယာဆိုတာရန်ကုန်ကောင်းနေပေါ့နော်ကျွန်တော်ကကြတော့အဲ့ဒီကျွန်တော်ကျွန်တော်ပြတဲ့ဒီတရုတ်ပေတီးခုံကစားလို့တော့ကျွန်တော်မသိဘူးပေါ့နော်အော်နည်းနည်းလေ့လာထားပြရှိတယ်။ကျွန်တော်တိတာကူဒီ chess game chess game ဆိုရင်ဘာကြောင့်ခေါ်လဲဆိုတော့ chess game ပါဆိုရင်အခြေခံရှေ့မှာစစ်သားလေးတွေပါတယ်နောက်မှဆိုရင်သူကသူ့ရဲ့ယာတုအစ်စင်တန်းလိုက်ကောင်းနေပါတယ်နော်အဲ့ဒီကောင်းတွေကိုတုံးပြတာကိုယ့်ရဲ့ဘယင်မာကြီးကိုယ့်ရဲ့ဘယင်ကြီးကိုဒါကာကွယ်ရတယ်ပေါ့နော်အဲ့ဒါမှကြောင့်ဒီ game ကိုကျွန်တော်အရင်ဆော်တယ်ဒီ game ကိုဆော်ပြတဲ့အခါမှာကျွန်တော်အနေနဲ့ဘာရသေးလားလဲဆိုတော့သူမြတ်တဲ့ပို့ပြတာကွက်ဒီသူမြင်လာတယ်ပေါ့နော်ဒီ CY နဲ့ပတ်သက်ပဲဖြစ်ဖြစ်နောက်ပြီးကြတော့ကျွန်တော်ရဲ့ဒီ content creation နဲ့ပတ်သက်ပြီးတော့အများကြီးသိလာတယ်ပေါ့နော်နောက်နောက်ပိုင်းဗီဒီယိုတွေတိတ်ပို့ဖြစ်တာကတခြားကြောင့်ကနည်းနည်းရှိလို့ပေါ့နော်တကယ်လို့ကျမ idea တဲ့လို့ဒါကြီးခေါင်းထဲမှာပေါ့နေ အဲ under mode ကျကျွန်တော်ဒီ chess game ကိုဆော့တယ်ပေါ့နော်အဲ့တော့ကိုကကိုရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ game ကိုဆော့ရတဲ့အရင်ကကောင်းတယ်ပေါ့နော်ကိုရဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ game တွေကိုလည်းလျှော့ဆော့ပေးဖို့အတွက်ကျွန်တော်နေတာကြံပြုတ်နေတယ်ပေါ့နော်အဲ့ဒါမှမဟုတ်ကျွန်တော်နေ game တွေဆော့တဲ့ခါမှာစနီးအဲခုန entertainment game ရှိတယ် professional game ရှိတယ် knowledge game ရှိတယ်အဲ့ဒီသုံးခုထဲမှာဆိုရင်ကိုကကိုနဲ့တင့်တော်တဲ့ game တွေကိုကိုရဲ့ပုဒ်ရာရပွဲအတွက် ဆော့ကြပါဘို့လို့ကျွန်တော်ကတော့ဒီ professional gain နဲ့ knowledge ကိုပဲဒီကအပြစ်ပါတယ် entertainment gain ကတော့ခုနေစာတွေအရင်ပြနေတယ်လုပ်တွေအရင်ပြနေတယ်ဆိုတော့ဆော့ပေါ့နော်ဆမကူရက်စိတ်ကိုအရင်နဲ့ထိန်းတင်ပြီးတော့ဆော့ကိုရက်စိတ်ကိုမထိန်းနိုင်မဲနဲ့ဆော့လိုက်တယ်ဆိုရင်အဲကောင်းတဲ့စိုးကြိုးတွေအများကြီးရောက်လာနိုင်တယ်ပေါ့နော်အဲ့ဒါမို့ကြောင့်ဒီနေ့မြဆော့မှဆိုရင်ဆော့ဒါပေမဲ့ကိုရက်ချိန်ကိုကန့်တက်ကြောင်းထိန်းပြီးတော့ဆော့ကြအေးအဲ့တော့ဒီနေ့ပြီးတော့လေးကတော့ကျွန်တော်ဒီ gain တွေကိုဆော့ပြီးရင်ဘယ်လို gain မျိုးတွေဆော့တင်တယ်ဆိုတဲ့အကြောင်းအရာကိုဒီလိုမှတက်ဆက်ပေးကြရဖြစ်ပါတယ်ကျွန်တော်လက်လက်ရှိမှာဆိုရင် အဒီကပားအပူတူရခင်းယူအများကြီးစော်နေတယ်ပေါ့နော်ဒီကတော့ကျွန်တော်ကျင်းလို့ဆိုတာတခြားကိစ္စအနေနဲ့ရှိနေတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်လေးစားခြင်းနဲ့အိုင်းနေရှိတဲ့အတွက်ကြောင့်အဲ့ဒီခင်းယူစော်ချင်ဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှပြန်တွေ့ကြမှာကြအားလုံးကိုကျေးဇူးတင်ပါတယ် bye